မြန်မာနိုင်ငံမှာဖင်လန်တန်ယုံပိတ်ရင်ဗီဇာကိစ္စမှာကြီးမားတဲ့တရားမှုမရှိပေမဲ့မြန်မာလူငယ်တွေအတွက်ပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းအခြေအဆက်တွေဆုံးရှုံးသွားနိုင်တယ်လို့ဖင်လန်ရောက်မြန်မာတိုင်းဝန်ကပြောပါရယ်ဇွဲတည်သတင်းပေးပို့ထားတာပါရှင်ရန်ကုန်မြို့မှာရှိတဲ့ဖင်လန်နိုင်ငံတန်ယုံကိုလာမယ့်2026မှာအပြီးတိုင်ပိတ်သိမ်းသွားမယ်လို့ဖင်လန်နိုင်ငံရေးဥက္ကဋ္ဌကနွေဘာလ28ရက်မှာထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအပါအဝင်ပါကစ္စတန်နိုင်ငံအစ္စလာမဘတ်အာဖဂန်နစ္စတန်နိုင်ငံကာဘူးမြို့ရကတန်ယုံတို့ပါအပိတိုင်ပိတ်သိမ်းသွားမယ်လို့ထုတ်ပြန်ထားတာပါလက်ရှိဖိလန်နိုင်ငံလက်ပတ်ဗီဇာကိုရန်ကုန်မှာရှိတဲ့ဂျာမနီတန်ယုံကထုတ်ပြန်နေတာဖြစ်ပါတယ်တန်ယုံပိတ်တာကြောင့်ဗီဇာကိစ္စတွေမှာကြီးမားတဲ့တရားမှုမရှိပေမဲ့ဖိလန်တန်ယုံကဥဆောင်လုပ်တဲ့ပညာရေးခွင့်လန်းပွဲတွေချိတ်ဆက်မှုတွေဆုံးရှုံးသွားတယ်လို့ဖင်လန်ရောက်ကျောင်းသားတယောက်ကပြောပါတယ် မြန်မာနိုင်ငံမှာရှိတဲ့ဖင်လန်တန်ယုံပိတ်တာနဲ့ပတ်သက်ပြီးတော့ပထမဆုံးပြောချင်တာပေါ့နော်တန်တန်ယုံတယုံဆိုတာတော့ဒီက visa process တစ်ခုတည်းလောက်တဲ့ယုံတစ်ခုမဟုတ်ဘူးဆိုတာကိုသိစေချင်တယ်ပေါ့နော်ဒီကဒီဖင်လန်တန်ယုံကနေလောက်တဲ့ education fair ပေါ့နော်ပညာရေးနဲ့ပတ်သက်တဲ့အာ sharing တွေနောက်တစ်ခုကတော့သူတို့ရဲ့ project တွေ event တွေအများကြီးပေါ့နော်မြန်မာပြည်သူလူထုအတွက်ရောအများကြီးအကျိုးကျေးဇူးတွေရှိခဲ့တယ်ပေါ့နော်အများကြီးအကျိုးကျေးဇူးတွေ ှိခဲ့တဲ့အတွဲကြောင့်လူငယ်တွေနဲ့ပြည်သူလူထုတွေရဲ့ mindset တွေရောအများကြီးတိုးတက်ပြောင်းလဲခဲ့တာရှိတယ်ပေါ့နော်မျက်စိပွင့်နားပွင့်တွေဖြစ်လာခဲ့တယ်ပေါ့နော်ဒီဖင်လန်တန်ယုံပိတ်ရင်ဒါတွေကတော့ဆုံးရှုံးသွားမယ်ပေါ့နော်အဓိကတော့လူငယ်တွေအတွက်နဲ့ပြည်သူလူထုအတွက်အများကြီးအာထိခိုက်မှုရှိတယ်ပေါ့နော်တန်ယုံနဲ့ပိတ်တရတာဟာလုပ်ငန်းဆောင်ရွက်မှုနဲ့မဟာပြူဟာမြောက်အကြောင်းရင်းတွေကြောင့်ဖြစ်ပြီးနိုင်ငံတွေရဲ့နိုင်ငံရေးအခြေအနေပြောင်းလဲမှုတွေဖင်လန်နိုင်ငံနဲ့ကုတန်ယံဝယ် စီးပွားရေးဆက်ဆံမှုအကန့်အသတ်တွေနဲ့ဆက်ဆက်နေတယ်လို့ဆိုပါတယ်။အခုလိုတန်ရုံနဲ့ပိတ်သိမ်းတာဟာဝင်ကြီးဌာနရဲ့ပြပမစ်ရှင်ကွန်ရက်ကိုပြင်ဆင်ဖွဲ့စည်းတာကနေဖြစ်လာခဲ့ပြီးဖင်လန်အတွက်မဟာဗျူဟာရရေးပါတဲ့နိုင်ငံတွေမှာအရင်းမြစ်တွေကိုစူးစီးဖို့ဖြစ်တယ်လို့သမရရဲ့အမိန့်နဲ့တန်ရုံနဲ့ပိတ်သိမ်းတာလို့ထုတ်ပြန်ထားပါတယ်။အလဲအပတ်တွေကဂျာမနီတန်ရုံကထုတ်ပေးတယ်မြန်မာပြည်မှာအာကျွန်တော်တို့ကြံတဲ့နေထိုင်ခွင့်အားလုံးပေါ့ ចောင်းသားနေထိုင်ခွင့်ရှိမယ်အလုံးနေထိုင်ခွင့်ရှိမယ်မိသားစုပြန်လည်ပေါင်းစည်းရေးနေထိုင်ခွင့်ရှိမယ်အဲ့ဒီနေထိုင်ခွင့်တွေအားလုံးကဘန်ကောက်ကပဲထုတ်ပေးတာပါကိုအဲ့တော့ဒီမှာရောက်လာတဲ့ចောင်းသားတွေအားလုံးပေါ့နော်ဘန်ကောက်ကနေပဲတန်ယုံကနေပဲထုတ်ပေးတာမို့လို့ကျွန်တော်တို့အခုလက်ရှိအာတန်ယုံပိတ်လိုက်တဲ့ကိစ္စမှာဘာမှကျွန်တော်တို့တက်ရောက်မှုတော့မရှိပါဘူးဘာလို့ဆိုတော့ဒီတန်ယုံကနေထိုင်ခွင့်နဲ့ ထုတ်ကိုမထုတ်ပေးဘူးဥပမာပြန်ဗီဇာနဲ့နေထိုင်ခွင့်ကိုကင်ကိုမကင်တွေ့ပေးတာပါသူကစီးပွားရေးနဲ့ကျွန်တော်တို့ဒီခုလူမှုရေးရာအကူအညီဖို့အတွက်ပဲရောက်လာတဲ့တန်ရုံဖြစ်ပါတယ်အဲ့တော့ဟိုဒီမှာတန်ရုံပိတ်တဲ့ကိစ္စဖင်လန်နိုင်ငံကကျွန်တော်တို့သူ့ရဲ့ budget short တာလဲပါပါတယ် budget တင်နည်းမျိုးစုံမှာကျွန်တော်တို့ကဏ္ဍအလိုက်လိုက် short ကြည့်တယ်ပေါ့ဗျာ short ကြည့်တဲ့အခါမှာအမြန်မာပြည်အတွက်ကိုလည်းသူချိတ်ဆက်မှုအာအားနည်းလို့လည်းသူအာတန်ရုံပိတ်လိုက်တာလဲပါပါတယ် ရန်ကုန်မြို့ဖင်လန်တန်ရုံရဲ့ website မှာတော့ဖင်လန်နိုင်ငံသားတွေအတွက်အရေးပေါ်အကူအညီ passport တက်တန်းထိုးတာစတဲ့ကောင်စစ်ရေးရာနဲ့မြန်မာနိုင်ငံသားတွေရဲ့နေထိုင်ခွင့်ဆိုင်ရာဝန်ဆောင်မှုတွေကိုဘန်ကောက်ဖင်လန်တန်ရုံမှာဆောင်ရွက်ပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဖင်လန်အနေနဲ့ဒီနေ့ထက်မှအမေရိကန်နိုင်ငံဟူစတန်မြို့မှာကောင်စစ်ဝင်ဂျုံယုံဖွင့်လှစ်ခဲ့ပြီး business ဖင်လန်ကရုံးတွေဖွင့်လှစ်ခဲ့တဲ့နေရာတွေမှာလည်းကုသရေးဆိုင်ရာရုံးခန်းတွေဖွင့်လှစ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ကျွန်တော်ဇွဲသစ်ပါ you mm -hmm.